ခေါလုံးချင်းညီကိုပဲအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ဒါကဘာဖလားချစ်စစ်ပွဲပေါ့နော်2026ပွဲစဉ်5ပွဲရှိတယ်။ဒီပွဲစဉ်တွေကိုကျွန်တော်ပွဲချိုတောင်းတပေးပါမယ်။ဒါပထမဦးဆုံးအနေနဲ့မာလ်တာနဲ့လီတူနီယာတို့ပွဲစဉ်ကိုပွဲချိုတောင်းတပေးချင်ပါတယ်။ဒီနှစ်တည်းရကဘာအဆင့်တမချက်ကိုကြည့်မယ်ဆိုရင်မာလ်တာအတင်း169လီတူနီယာ143ပေါ့နော်။ ီနဲ့တင်းကတော့အုပ်စုကြီးပေါ့နော်အုပ်စုကြီးကအတင်းနဲ့ဖြစ်ပါတယ်အဲဇရာအနေထားကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီနှစ်တင်းလုံးကကျွန်တော်နှစ်ပွဲစီဆော့ထားပြီပေါ့နော်ဒီတူနီယာအတင်းကတော့တပွဲရှုံးတယ်တပွဲတည်ကြထားဓမ္မရထားပေါ့နော်မာလတာအတင်းကတော့ဘောင်းဝနိုင်ပွဲမရထားပါဘူးနော်နှစ်ပွဲလုံးရှုံးထားတာတွေ့ရတယ်မာလတာအတင်းရှုံးထားတဲ့အတင်းနဲ့ချင်းမြေကဖင်လန်ကိုအိမ်ကွင်းမှာရှုံးတယ်အဝေးကွင်းမှာပိုလန်ကိုပြူးစင်းနဲ့ရှုံးထားတယ်ပေါ့နော် လီတူနီးယားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပိုလန်ကိုအဝေးခွန်းမှာဝမ်းစီးနဲ့ရှောင်းတဲ့အိမ်ခွန်းမှာဖင်လန်ကိုတူတူဆော့ထားတယ်တွေ့ရတယ်ပေါ့နော်။ဆက်နှစ်သိန်းလောက်နဲ့တည်တဲ့အတိုင်းမှာတာအားနေတယ်ပေါ့နော်။တိုက်စစ်လက်အားနေတယ်။ကမ္ဘာအဆင့်တမချက်လက်အားရနေတဲ့အသင်းတွေဖြစ်တယ်ပေါ့ဗျာ။ဒါ market value ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့မယ်တာအသင်းက၉တန်းပဲရှိတယ်ပေါ့နော်။လီတူနီးယား၁၇တန်းလောက်ရှိတယ်ပေါ့နော်သူရဲ့တန်ကြီးပေါ့။ points to osco ကြည့်မှာဆိုရင် malta အနိုင်ကို20ခွဲတရီကို နှစ်ဆကွယ်ဒီတူနီယာအနိုင်ကို၃ဆလောက်ပေးထားတာတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဘူပေါင်းအောက်ကိုကြိုက်ပါတယ်ဘော်ဒီမှာတော့ကျွန်တော်ဒါလီတူနီယာဘော်ဒီပေါ့နော်လီတူနီယာဘော်ဒီရွေးချယ်ပါတယ်အဲ့ပွဲစဉ်တစ်ပွဲကလည်းဒါမယ်တာနဲ့လီတူနီယာလိုပဲပေါ့နော်ည7နိုင်မှာကံမဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်အန်ဒူရာနဲ့အင်္ဂလန်တို့ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်မှာတော့အင်္ဂလန်အသင်းကတော့ body ကြီးတော်တော်လေးပြင်ပါတယ်၄လုံးတွင်း80နိုင်ဘူပေါင်းကြီးက၄လုံး20ရှုံးထုံးမှပေးထားတယ်ပေါ့နော်ဒါကတော့ ဒါအုပ်စုကေကအသေးနဲ့ဖြစ်တယ်ပေါ့နော်အုပ်စုကေပေါ့ဗျာတက္ကပအစင်တမချက်ကတော့မိုးနဲ့မြေကြီးလို့ကွာတယ်ပေါ့နော်အန်ဒိုရာအသင်းကတော့193အင်္ဂလန်ကတော့အစင်၄မှာရှိတယ်ပေါ့နော်တက္ကသသမားရဲ့ဒါတန်မိုးပိုင်းကိုကြည့်မယ်ဆိုရင်လည်းဘာမှ900တောင်မရှိပါဘူးနော်မိုးနဲ့မြေကြီးကွာတယ်နဲ့တင်လို့အင်္ဂလန်အသင်းရဲ့လက်ရှိကျွန်တော်ဒါတန်မိုးကြည့်မယ်ဆိုရင်ပေါ့နော်ဒါတန်900ကျော်အောင်တန်မိုးရှိရပေါ့နော်တက္ကသသမားရဲ့ ဒါအန်ဒိုရာနဲ့ရှင်လိုက်မယ်ဆိုရင်ဘာမှမဟုတ်အန်ဒိုရာနတန်းလောက်ပဲရှိရပါတော့။ဒါဇယားကိုကြည့်လိုက်မယ်ဆိုရင်အင်္ဂလန်အသင်းကလည်း၂ပွဲဆော့ပြီးပြီအန်ဒိုရာလည်း၂ပွဲဆော့ပြီးပြီပေါ့နော်။အန်ဒိုရာတဲအောင်ကြည့်လိုက်မယ်ဆိုရင်သူဆော့ထားတဲ့၂ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်အယ်ဘေးနီးယားကိုအဝေးဘက်မှာ3-0နဲ့ရှုံးတယ်။အိမ်ကွင်းမှာကျွန်တော်လာဗီယာ1-0နဲ့ရှုံးတာတွေ့ရတယ်ပေါ့နော်။အင်္ဂလန်အသင်းရဲ့ဝက်တဲ့၂ပွဲကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့အင်္ဂလန်အသင်းကတော့အိမ်ကွင်းမှာ၂ပွဲလုံးဆော့ထားတယ်ပေါ့နော်။ အယ်ဘေးနီးယားကို2စီးနဲ့နိုင်တယ်လို့လာဗီယားကို3စီးနဲ့နိုင်ထားတယ်တွေ့ရတယ်တောမတ်စ်ပူချက်ကင်နေတဲ့အသင်းလည်းဖြစ်တဲ့အတွက်ဒါနောက်တန်းဆက်အင်္ဂလန်အသင်းကတော်တော်လေးကောင်းတာပေါ့နော်ဒါဟက်တူဟက်ဘိုင်းကိုကြည့်လိုက်မယ်ဆိုရင်ဒီနှစ်သင်းနောက်ဆုံး6ချိန်တွဲထားပါပေါ့နော်ဒီ6ချိန်မှာဆိုရင်6ချိန်လုံးအင်္ဂလန်အသင်းကနိုင်ထားတာတွေ့ရတယ်ပေါ့နော်9တောင်တ9တောင်အသွင်းမခံထားရဘူးပေါ့ဗျာဒါနိုင်ရရနောက်မှဆိုရင်တော့ဒါတေချာပေါ့အင်္ဂလန်အသင်းက68ရာခိုင်နှုန်းလုံးဝ once to osco ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒါ ်အန်ဒိုရာအနိုင်ကို52ဒသ1000လောင်းရင်4000နဲ့1000ရမယ်တရီကို20ဒသအင်္ဂလန်အနိုင်ကိုတော့ကျွန်တော်တို့နှစ်ပြားပဲပေးထားတယ်ဗျာ1000လောင်းမှ20ပဲရမှာပေါ့နော်ဒါအင်္ဂလန်လုံးဝအပြတ်ကြီးမယ်ပေါ့ဗျာဘယ်နှဘယ်လုံးနဲ့ကြီးမယ်ဆိုတာလဲစောင့်ကြည့်အောင်လည်းရှိရမှာနော်ဒါဒီပွားစမှာကျွန်တော်ရွေးချယ်ပေးရမှာဆိုရင်တော့ဒါအင်္ဂလန်အသင်းရဲ့ဘော်ဒီပဲကျွန်တော်ယူရမှာပဲလေနော်။ကမ္ဘာအဆင့်တမချက်ကလည်းတအားကိုရတယ်ပေါ့နော်။ ဒါဂူပေါင်းကြီးက၄လုံး20ရှုံးဆိုလို့ရှိရင်တော့ဂူပေါင်းအပေါ်ပဲရွေးရမှာပေါ့နော်ဂူပေါင်းအပေါ်နဲ့ဒါအင်္ဂလန်အသင်းရဲ့ဘော်ဒီပဲကျွန်တော်ခြိုက်ပါတယ်နောက်တော့ပွဲစဉ်တစ်ပွဲကတော့ည09:45မှာကမ်မဖင်လန်နဲ့နယ်သာလန်တို့ရဲ့ပွဲစဉ်ပေါ့နော်ဒါအုပ်စုကြီးရဲ့အသင်းဖြစ်ပါတယ်အုပ်စုကြီးမှာတွေ့ထားတဲ့အသင်းပေါ့ဗျာဒီနှစ်သင်းရဲ့လက်ရှိကျွန်တော်ဒါကမ္ဘာအဆင့်တက်မှတ်ချက်ကိုကြီးလိုက်မှာဆိုရင်ဖင်လန်အသင်း69နယ်သာလန်အသင်းအဆင့်6မှာရှိတယ် ကစားသမားရဲ့တန်ဖိုးကြီးလိုက်မယ်ဆိုလို့ရှင်လဖင်လန်အတင်းက32တန်းရှိတယ်လို့နယ်သာလန်အတင်းကတော့တန်380တောင်ရှိတယ်ပေါ့နော်ဒီနှစ်တင်းလောင်းကတော့ကျွန်တော်ဖင်လန်အတင်းကတော့ကျွန်တော်ဒါပွဲစဉ်နှစ်ပွဲဆော့ပြီးပေါ့နော်နယ်သာလန်အတင်းကတော့အခုမှစပြီးကမဲ့ပွဲစဉ်ပေါ့နော်အခုမှစပြီးမဆော့မှဆိုတော့ပွဲပေါ့ဗျာဖင်လန်အတင်းရဲ့နှစ်ပွဲကိုကြီးလိုက်မယ်ဆိုရင်အဝေးကွင်းမှာမာလတာ1-0နဲ့နိုင်တယ်အဝေးကွင်းမှာလီတူနီးယားကိုတူတူဆော့ထားတယ်တွေ့ရတာပေါ့နော် ဒါနဲ့တလန်တင်းကတော့ခုမှပဲဆော့မယ်ဆိုတော့ဗျာဒီနဲ့တင်းကကျွန်တော် head to head တွေချိလိုက်မယ်ဆိုရင်နဲ့တလန်အတင်းက၄ချိန်တွေးထားတယ်ဗျာ၄ချိန်လုံးနိုင်ထားတယ်ပြီးထားတဲ့ body ကြီးတွေကိုချိလိုက်မယ်ဆိုလို့ရှင်ဒါနဲ့တလန်အတင်းကနှလုံးသွင်းရင်169ပေါင်းကြီးက390နဲ့ကျွန်မဖွင့်လာတာတွေ့ရတယ်ဗျာနော်တဏ္ဍာရီရအောင်ကြည့်လိုက်မှာဆိုရင်တဏ္ဍာရီ86ရာခိုင်နှုန်းပေါ့နော် နေတလန်တင်းရဒီပွဲစဉ်မှာအပိုင်တို့တွက်ထားတယ်ပေါ့ဗျာဒါဘူကီရဲ့အပိုင်တွက်ထားနေတလန်နိုင်မယ်ဒါမှကျွန်တော်ကြည့်အောင်မအောင်မကျွန်တော်တစ်ချက်ကြည့်အောင်ပေါ့နော်နှလုံးကိုတရားစားဆိုတော့ wise to us ကိုကြည့်လိုက်မှာဆိုရင် wise to us မှာဖွင့်ထားတဲ့ခြေတွေကတော့ဖင်လန်အနိုင်ကို7%တရီကို9%ခွဲနေတလန်တင်းအနိုင်ကို28%ပြပေးထားတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ခြိုက်ပါတယ်ပြီးလို့ရှိရင် body မှာကျွန်တော် netland body ပဲခြိုက်တယ်ပေါ့နော် ါနှလုံးတရားနိုင်ဆိုလဲရင်းရမှာပဲကျွန်တော်တို့အဓိကတော့ကိုပေါင်းအပေါ်နဲ့ဒါနဲ့တလန်ပေါ်ကိုကျွန်တော်ရွေးချယ်ပါတယ်အပွဲစဉ်တစ်ပွဲကလည်းညတနိုင်45မှာကံမဲ့ပုတ်စု H ကအတင်ပေါ့နော်ဩစတီးယားနဲ့ရိုမာနီးယားတို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါဩစတီးယားအတင်ကတလုံး60ရှုံးကိုပေါင်းကြီး3လုံး90နိုင်ဆိုမှဖွင့်ထားတာတွေ့ရတယ်ဒီနှစ်တင်းရကဘာအဆင့်တမချက်ကိုကြည့်လိုက်မယ်ဆိုရင်ဩစတီးယားတင်းအဆင့်20နဲ့မှရှိရယ်ရိုမာနီးယား45မှရှိရယ်ပေါ့နော် ဇာသမာဘိုင်းရဲ့တန်ဖိုးကိုကြည့်မယ်ဆိုရင်ဒီနဲ့တင်းတော့တိတ်မကွာဘူးပေါ့နော်။အော်စတြီးယားတင်းရတရားနဲ့၃တန်းရှိတယ်။ရိုမာနီးယား48တန်းရှိတယ်ပေါ့နော်။ဒါရိုမာနီးယားတင်းရတော့နှစ်ပွဲဆော့ပြီးပါပြီပေါ့နော်။ကျွန်တော်ဒါအော်စတြီးယားတင်းရတော့အခုမှဆပြီးဆော့မယ်ပေါ့ဗျာ။ဒါရိုမာနီးယားတင်းဆော့ကြတဲ့နှစ်ပွဲကိုကြည့်လိုက်မယ်ဆိုရင်ဆာမာရီနိုကို5-1နဲ့အင်္ဂွဲမှာဘော့စနီးယား1-0နဲ့ရှုံးထားတယ်ပေါ့နော်။ ဒီနှစ်သင်း head to head ဘိုင်းကိုကြည့်မှဆိုရင်ဒီနှစ်သင်းဆော့ခဲ့တာ၅ချိန်တွေ့ထားတာတွေ့ရတာပေါ့နော်ဩစတီးယားအသင်းကဒါ၂ချိန်နိုင်ထားတယ်အ၃ချိန်ကတော့ကျွန်တော်ဒါပေးချထားတယ်တွေ့ရတယ်ပေါ့နော်ဒါဩစတီးယားအသင်းမှာဆိုရင်ကျွန်တော်အနာတိုဘီတိုဆပ်ပစ်စာဟုတ်ပေါ့နော်လိုင်မာတို့ဒေဗစ်အလာဘာတို့ဒီကစားသမားတွေပေါ့နော်ဝိုင်းမာတို့ကစားသမားတွေရှိမှာပေါ့နော် once to odds ကိုကြည့်လိုက်မှာဆိုလို့ရှင်ဩစတြေးလျအနိုင်ကို1.40တရေကို5သရိုမနီးယားအနိုင်ကို6သပေါ့နော်ရိုမနီးယားအနိုင်ကို6သတောင်ပေးထားတာပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ခြိုက်ပါတယ်ပြီးလို့ရှင် body မှာကျွန်တော်ဒါရိုမနီးယား body ခြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကလည်းဒါကျွန်တော်ည09:45မှာကံမဲ့အုတ်စု KR ပေါ့နော် Albania နဲ့ Serbia တို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါ Serbia အသင်းက level 60ရှုံးဂိုးပေါင်းကြီးက90ရှုံးပေးထားတယ် ကမ္ဘာအဆင့်တက်မှတ်ချက်မှာအယ်ဘေးနီးယား66ဆာဗီယာ37ဖြစ်ပါတယ်။ကစားသမားရဲ့တန်ဖိုးကိုကြည့်မယ်ဆိုလို့ရှိရင်တော့အယ်ဘေးနီးယားအသင်းကတန်90ရှိတယ်။ဆာဗီယာအသင်းကတော့တရားနဲ့85တန်ရှိရပါတော့။အယ်ဘေးနီးယားအသင်းကတော့နှစ်ပွဲလုံးဆော့ပြီးပြီပါနော်။ဒါဆာဗီယာအသင်းကအခုမှစပြီးကံပါပေါ့ဗျာ။အယ်ဘေးနီးယားအသင်းဆော့ခဲ့တဲ့နှစ်ပွဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အင်္ဂလန်ကို2-0နဲ့ဝေးခွင့်မှာရှုံးတယ်။ အင်ကွဲမှာတော့ဒါအန်ဒိုရာကို3ဇီးနဲ့နိုင်ထားရတွေ့ရတာပေါ့နော် head to head ဘိုင်းကိုကြည့်မှဆိုရင်ဒီနဲ့တက်နဲ့ချိန်တွေ့ထားတွေ့ရတယ်ပေါ့နော်ဒါတကြိမ်ကအယ်ဘေးနီးယားနိုင်ထားတယ်တကြိမ်ကဆာဗီးယားနိုင်ထားတယ်တွေ့ရတယ်ပေါ့နော်နိုင်ဂျီးယားနောက်မှာတော့အယ်ဘေးနီးယား90ရာခိုင်နှုန်းထဲမှာပြေးထားတော့တွေ့ရတယ်ဆာဗီယာမှာဆိုရင်တော့တိတဲ့အတိုင်းပဲဘယ်လာဟိုဘေးတူကျွန်တော် အလ္လာဟ်ဆန္ဒမှာထုတ်ပြတဲ့ဘောနော်ဒီကစားသမားရဲ့အဓိကပါပဲ။ဒါတိုက်စစ်ပိုင်းမှာတော့တော်တော်လေးကောင်းတာတွေ့ရတယ်ဘောနော်အယ်ဘေးနီးယားမှာဆိုရင်ဘူဂျာတို့ပါလို့ရှိမှာပေါ့ဗျာ။အယ်ဘေးနီးယားဂိုရမားလည်းကောင်းတယ်ဗျာ။ Vice to Osco ကြီးလိုက်မှာဆိုလို့ရှိရင်အယ်ဘေးနီးယားအနိုင်ကို၄သတရေကို၃ဆကွယ်ဇာဘီယာအနိုင်ကို၂ဆကွယ်ပြထားတာတွေ့ရတယ်ဘောနော်။ ဒီပွဲစဉ်မှာနှလုံး20ရှုံးပေါ့နော်ကျွန်တော်ထင်တာတော့အယ်ဘေးနီးယားလည်းအင်္ဂွန်းဖြစ်နေတဲ့အတွက်တကူတော့ရမလို့ကျွန်တော်ထင်တယ်ပေါ့နော်အယ်ဘေးနီးယားဘော်ဒီကြိုက်ပါတယ်ကျွန်တော်ဒီတစ်ပေါက်ရှိမှလို့ကျွန်တော်တွက်ထားတယ်ပေါ့နော်အယ်ဘေးနီးယားဘော်ဒီကြိုက်တယ်ပြီးရင်နှလုံး20ရှုံးဆိုလို့ရှိရင်ကျွန်တော်ဂိုးပေါင်းအပေါ်ပဲကြိုက်တယ်ပေါ့နော်ဒီနေ့ကျွန်တော်ရွေးချယ်ထားတာအကောင်ဂိုးပေါင်းအပေါ်တွေပဲဖြစ်နေပါတယ်အကြိုက်ချင်းမတူဘူးဆိုရင်ဘက်ကံပြီးထိုးနိုင်ပါတယ်နော်မယ်တာနဲ့လစ်တူနီးယားပွဲစဉ်မှာကျွန်တော်လစ်တူနီးယားရွေးထားပါတယ် ပြီးအန်ဒိုရာနဲ့အင်္ဂလန်မှာဆိုအင်္ဂလန်ရွေးထားပါတယ်ဖင်လန်နဲ့နယ်သာလန်မှာဆိုနယ်သာလန်ရွေးထားပါတယ်ဩစတီးယားနဲ့ရိုမာနီးယားမှာဆိုရိုမာနီးယားရွေးထားတယ်ပေါ့နော်အယ်ဘေးနီးယားနဲ့ဆာဘီယားမှာဆိုရင်အယ်ဘေးနီးယားဘော်ဒီရွေးထားတယ်ပေါ့နော်ဒါတွေကကျွန်တော်သင်ချာလေ့လာပြီးမှတောင်းတပြီးမှကျွန်တော်ရွေးချက်ထားတာဖြစ်ပါတယ်အခြားချင်းမတူဘူးဆိုရင်ဘလုံးဘွဲကိုဘက်ကံပြီးလက်ထိုးနိုင်ပါတယ်ပေါ့နော်တကယ်လို့မထိုးချင်ဘူးဆိုရင်လည်းအားပေးတဲ့အနေနဲ့ကြီးစုနားထောင်ပေးပါ ကြည့်ရှုအားပေးတဲ့ညီကိုလေးတဲ့ဦးတယောက်ချင်းစီကိုကျွန်တော်ဒီကနေ့တအားကျေးဇူးတင်ပါတယ်။ Like Subscribe Comment ပေးတဲ့ညီကိုလေးကိုလည်းဒီကနေ့အများအားကျွန်တော်ပေါ့နော်။ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။